ါကတော့ဘရာဇီးနိုင်ငံဆော့ပိုလိုပြည်နယ်ကမ်းရိုးတန်းကနေ33ကီလိုမီတာလောက်ကွာဝေးတဲ့နေရာမှာရန်အနေနဲ့များလုံးလိုလူမနေတဲ့ဧည့်သည်တွေနဲ့ခီးသွွားတွေကိုပါပိတ်ပင်ထားတဲ့နေရာတစ်ခုရှိပါတယ်။ဤလာတာကွိုင်မာရာဂရန်ဒီလိုလူတိများတဲ့ဒီကျုံးကိုမွေကျုံးလို့လည်းခေါ်ကြပါတယ်။ဒီကျုံးက၄သိန်း3000စတူရန်မီတာပဲကျယ်ဝန်းပေမဲ့အနေရတွေအများကြီးရှိတဲ့နေရာလို့သတ်မှတ်ထားပါတယ်။ကျုံးပေါ်မှာ10စတူရန်မီတာကိုအနည်းဆုံးမွေတစ်ကောင်ရှိတယ်လို့ခန့်မှန်းရပြီး ဲ့ဒီတဲကအကောင်ကြီး၄00လောက်ကဘိုရန်လန်ဟက်လို့ခေါ်တဲ့အစိပ်ပြင်းဆုံးမွေတွေပဲဖြစ်ပါတယ်အဲ့ဒီမွေတွေကကမ္ဘာပေါ်မှာအသေးစိတ်ဆုံးမွေတွေကတစ်မျိုးပါဒီနေရာကိုဒေသခံတွေကတော့ကြောက်ရွံ့ကြပြီးရှုံးဝတ်သွားပြီးဘယ်တော့မှပြန်မလာတဲ့သူတွေအကြောင်းပုံမြင်တွေပြောပြလေးရှိပါတယ်ဒီကျွန်းနားမှာရွက်လွင့်တာဒါမှမဟုတ်ငါးဖက်နာလွန်ရင်အကွာဝေးကိုထိမ့်ပြီးနေတာပိုကောင်းပါတယ်မွေကျွန်းကကြောက်ဆောင်တွေဝန်းရံထားတာမို့အနီးမှာရေကူးတာအန္တရာယ်ရှိပြီးပြန်လေကိုလည်းပျက်စီးစေနိုင်ပါတယ်2019ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာမျိုးသား6ဦးပါတဲ့၅ဖက်လှင်ငယ်တစ်စင်းကမုံတိုင်းမိပြီးမွေကျွန်းနားမှာမြေမြုပ်လူနေပါဖြစ်ခဲ့ပါတယ် တို့ဘဲကျွန်းနာမှာရောင်းတည်လဲဆိုတာအတိအကျသိတဲ့အတွက်မြို့သား၄ဦးကကမ်းခြေကိုရေကူးဖို့ဆုံးဖြတ်ခဲ့ပြီးကျန်၂ဦးကတော့လေပေါ်မှာပဲတည်ဆုံးဖို့ရွေးချယ်ခဲ့ပါတယ်။အဲဒီ၄ဦးကကျွန်းပေါ်မှာတုံးရကြနေခဲ့ကြပါတယ်။တို့ကတိတော်တဲကိုမဝင်ပဲကမ်းခြေမှာပဲနေခဲ့ကြပါတယ်။တုံးရလုံးမိုးရီတောက်ပြီးတိတော်ဆက်မှာတွေ့တဲ့ငပြောသီးတွေစားခဲ့ကြပါတယ်။အဲဒီနောက်ကျွန်းနာကနေတွားနေတဲ့လေတစင်းကိုတွေ့ပြီးအမြန်ဆုံးကိုကတ်သွားခဲ့ပါတယ်။ အဲ့ဒီလေကသူတို့ကိုခေါ်ဆောင်ပြီးအနည်းဆုံးကမ်းရိုးတန်းပေါ်ကအရေးပေါ်ကမ်းကိုပုတ်ပေးခဲ့ပါတယ်။ဒီတည်စီနိုင်တဲ့မွေတွေကမွေကျုံးပေါ်ကတစ်ခုတည်းသောချင်းချောင်းမှုမဟုတ်ပါဘူး။ဒီကမွေတွေဟိုဟက်ကြီးတွေနဲ့ချိုင်းကောင်တွေကကျုံးတစ်ခုလုံးကိုဖုံးကွယ်ထားပါတယ်။မွေကျုံးပေါ်မှာဘယ်နေရာရအောင်ဒီကောင်လေးတွေရှိမရှိပုံမှန်စစ်ဆေးပြီးရှောင်ဖို့အတက်နိုင်ဆုံးစူးစမ်းတင်ပါတယ်။တစ်ဖက်မှာလည်းတင့်မှာအစားစားခြင်းစိတ်ပြင်းပြတယ်ဆိုရင်သူတို့ကတင့်ကိုအစာငတ်တာကနေပြင်နေနိုင်ပါတယ်။ဟိုဟက်တွေကစားလို့ရပြီးတော့ ရိုတင်းတက်နဲ့မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်ဆစ်တွေကောင်းစွာပါဝင်ပါတယ်ဒီကြောင့်မှာပိတ်မိနေတယ်ဆိုရင်တော့မွေးတွေကိုရင်ဆိုင်ရပါလိမ့်မယ်အကြိုက်ခံရရင်တော့ဒုက္ခရောက်ဖို့ပြင်ဆင်တာပါကျုံးပေါ်ကဂိုရန်လန်ဟတ်တွေကတဘာဝတိုင်းရှင်ကပြောင်းလဲလာတာမို့လို့တာမန်ဂိုရန်လန်ဟတ်တွေထက်ငါးစားပိုအားကောင်းတဲ့အစိတ်ကိုထုတ်လုပ်နိုင်ကြပါတယ်ဒီအားကောင်းတဲ့အစိတ်ကကြောက်ကပ်ပျက်စီးခြင်းအုံနောက်သွေးယိုစီးခြင်းနဲ့ဦးလန်းချောင်းသွေးယိုစီးခြင်းအပါအဝင်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေပါတယ် ပြတာတ िश ူတွေတည်ဆုံးစေတာမို့အရေးပြားတွေအရေးပျော်နေသလိုခံစားရပါလိမ့်မယ်။ဒီဂျုံကိုဇီဝဗေဒပညာရှင်တွေနဲ့သူတွေတီတွေသာလေပတ်ကြပါတယ်။သူတို့ဟာဂိုရန်လက်ဟန်တွေကိုလေးလာကြပြီးဘရာဇီးရေတပ်က1920ပြည့်နှစ်တွေကတည်းကအလိုလျောက်ဖြစ်နေတဲ့မိပြတိုက်ကိုထိန်းသိမ်းဖို့ တစ်နှစ်တစ်ချိန်လာရောက်လေးရှိပါတယ်အစိုးရကကျွန်းကိုလာရောက်တဲ့အဖွဲ့တိုင်းမှာဆရာဝန်တအုပ်ပါဝင်ရမယ်လို့သတ်မှတ်ထားပါတယ်ဒီစိတ်ပြင်းလုံးနဲ့ Golden Lanhan လို့ခေါ်တဲ့ငွေမျိုးစိတ်တွေရဲ့ကိုက်ချင်းကိုခံခဲ့ရတယ်ဆိုလို့ရှိရင်အဲ့နေရာမှာနေမယ်အားရတည်ဆုံးသွားမှာပဲဖြစ်ပါတယ်ဒီကျောင်းကအန်ရီများတဲ့မွေတွေရှိနေပြီမဲ့တော်ရိုင်းထရေးရှင်ပေါင်ကိုသမားတွေကတော့ မွေတွေကိုဖမ်းဆီးပြီးရောင်းချဖို့မကြာခဏရောက်လာကြပါတယ်။ဘူရန်လန်ဟန်မွေမျိုးစိတ်တစ်ကောင်ကတရားမဝင်ဈေးကွက်တွေမှာဒေါ်လာ1000ကနေ3000အထိတန်ဖိုးရှိပါတယ်။သူတို့ဟာဒီနေရာတစ်ခုထဲမှာပဲရှိတာကြောင့်ဘူရန်လန်ဟန်တွေကိုတဘာဝထိမ့်သိမ်းရေးဆိုင်ရာနိုင်ငံတကာသမဂ္ဂရဲ့ရုံးတုံးတော်မဲ့မျိုးစိတ်များစည်ရင်းနေမှာထည့်သွင်းထားပါတယ်။ဝေကျုံးကနေအသက်ရှင်လျက်ထွက်လာနိုင်ခဲ့ပြီဆိုပါစို့ ဒါပေမဲ့ဒါကတောင်အမေရိကမှာအနေအများနဲ့တခုတည်းသောနေရာတော့မဟုတ်ပါဘူး။အမေဇုန်တောထဲမှာသွေးဆုပ်ငါးတွေဝန်းရံခံရနိုင်ပြီးဂယုမဆိုင်ရင်တင့်စည်းပြုံတွေကိုတော့ဝင်ရောက်ပို့စူးစမ်းနိုင်ပါတယ်။အဲကျွန်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။